ာနဲ့ကွန်ပျူတာဘာသာရပ်တွေသင်နိုင်မှုမြန်မာနိုင်ငံမှာရွေးရှားစာကြည့်တဲ့အစီအစဉ်ကိုလှုပ်ဆောင်နေတယ်။ဒေါခင်စီဖောင်ဒေးရှင်းကိုဆက်သွယ်ခဲ့တဲ့ PNN Foundation တခုကလှဲကူးမှာ Mobile School ကို ပထမဆုံးဖွင့်လှစ်လိုက်ပါတယ်။ရွေးရှားစာသင်ကျောင်းလှဲကူးမှာဘယ်လိုဖြစ်မှာလဲ။ဒေါခင်စီဖောင်ဒေးရှင်းရဲ့ Project Director ဒေါက်တာတန့်တော်ကောင်းကအင်္ဂလိပ်စာနဲ့ကွန်ပျူတာဘာသာရပ်သင်ပေးမယ် Mobile School လို့ခေါ်တဲ့ container စာသင်ပိုင်း၃ခုကို ဓာရီဦးဖောင်ဒေးရှင်းကလှူဒန်းဖို့ဆက်သွယ်ခဲ့တာကြောင့်စုပညာပေးမှန်ကိုလွှဲပြောင်းပေးခဲ့ပြီး အခုလိုပွင့်လက်တာဖြစ်တယ်လို့ရှင်းပြပါရယ် ဒီရနမှာဒိုင်ရုဆိုပြီးပတ်ထားပါတယ်။အဲမှာသူကဘာလုပ်လဲဆိုတော့ဒီအခုကျွန်တော်တို့ဒီမှာတွေ့တဲ့ဟိုဘိုင်းစကူကွန်တိန်နာတွေတောက်ပါတယ်။အဲတော့မိုက်ခရိုဖိုင်နန့်စ်လိုမျိုးတွေတောက်ပါတယ်။အဲတော့တို့ကနေပြီးတော့ကျွန်တော်တို့ကမိုဘိုင်းလဲပြီးလုပ်ငန်းလုပ်နေတယ်။တို့ကကြည့်တဲ့အတွက်ကြောင့်တို့ကနေကျွန်တော်တို့ဟိုလာပြီးဆက်သွယ်ပါတယ်။ manager ကကွန်ပျူတာသင်တန်းတွေ training တွေပေးပါတယ်။ manager ကအင်္ဂလိပ်စာသင်တန်းတွေပေးပါတယ်ဆိုတော့ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်တော့ကျွန်တော်တို့ marketing နဲ့ဒီညီနောင်ဖွဲ့တစ်ခုဖြစ်တဲ့ဒီမိရေပေါ့။ဒီ student education နဲ့ institute ကပို့ပြီးတော့တင့်တော်တယ် ်တော့စာပြီးတော့ဒီ foundation ပါတဲ့ဒါဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ကတွဲပြောင်းပေးရတာဖြစ်ပါတယ်။မိဘတွေကိုကူညီနေရလို့ကြောင်းမတက်နိုင်တဲ့ကလေးတွေအတွက်ကလေးတွေရှိတဲ့နေရာကိုကြောင်းအောင်ရွှေ့ပေးတာဖြစ်ပြီးရွှေ့ပြောင်းစည်းရိမ်နဲ့မြည်နေရလို့အပ်တာကြောင့်လဲကူးကအမေအိမ်တက်နေဒေါ်ဆန်းစုကြည်စာကြည့်လိုက်တော့မှာ mobile school container နှစ်ခုကိုလက်တော်အနေနဲ့ထားရှိမယ်လို့ LRD ပညာရေးကွန်ရက်ကပြောပါတယ်။ဒီကလေးတွေကိုကျမတို့ကပညာရေးတိုးတက်စေခြင်းနဲ့ပညာတွေကိုဆက်ပြီးတော့သင်စေခြင်းနဲ့ အဲ့ဒီအတွက်ကိုသူတို့ရှိတဲ့နေရာကိုသူတို့ကကျမတို့ကျောင်းနေရှိတဲ့နေရာကိုမလာနိုင်တဲ့အတွက်သူတို့ရှိတဲ့နေရာတွေကိုကျောင်းတွေကိုရွှေ့ပြီးတော့ကျမတို့ကသင်ရတယ်ဒါကြောင့်မို့ကျမတို့ကလည်းကျောင်းကော်မတီနဲ့ဆွေးနွေးရပါတယ်လုံခြုံရေးကိုတာဝန်ယူနိုင်မလားဒီ mobile school ကြီးထားဖို့အတွက်မြေနေရာအကျယ်အဝန်းရှိမှုရှိပါမလားတက်စစ်မီအခြေခံလိုအပ်ပါတယ်ကျောင်းသားရှိတဲ့နေရာမျိုးအဲ့လိုနေရာမျိုးကိုကျမတို့ကရွေးချယ်ပြီးတော့ဒီ mobile school တွေကိုကျမတို့ကနောက်ပိုင်းကျလို့ရှိရင်လှည့်လည်ပြီးတော့သင်ပါပါ လဲကူဟာရန်ကုန်တိုင်းထဲမှာပွင့်မျိုးမှုနောက်ကျနေတာမို့ကလေးတွေအသိပညာအတတ်ပညာနဲ့လောက်ကင်စားတောက်နိုင်စီဖို့အမေအိမ်ចောင်းသားတွေနဲ့ပြင်ပလုပ်ငန်းခွင်ဝင်နေတဲ့သူတွေကိုလည်းပြန်တင်နိုင်အောင်စီစဉ်ထားတယ်လို့လဲကူအနေဒီအမတ်ဦးပြုံးမင်းသိန်းကပြောပါတယ် ကျွန်တော်တို့မျိုးကရန်ကုန်တိုင်းအဲ့ဒီမှာကွန်ပျူတာတက်မှုနောက်ကြပါတယ်။ဒါကြောင့်မို့ဒီကွန်ပျူတာတက်မှုတွေအောက်ပြဖို့အတွက်ကလေးငယ်တွေဒီကျွန်တော်တို့ပြည်သူဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပညာဌာနအကြောင်းနေရာတွေမှာတဆင့်ပေါ့နော်။သူတို့ကိုအတတ်ပညာအသိပညာတွေကိုပေးနိုင်ဖို့အတွက်ကျွန်တော်တို့နေရာကိုရွေးချယ်တာပါ။ PNN နိုင်ငံဒါရီဦးဖောင်ဒေးရှင်းကလှူဒါန်းနေ Mobile School ကွန်တိန်နာ၃လုံးတည်းကတစ်လုံးကိုတော့ Rocky Sea Foundation မှာပဲထားရှိမှာဖြစ်ပါတယ်။ကွန်တိန်နာတစ်ခုမှာကွန်ပျူတာ၃၀လုံး 42လက်မ SCB လေအေးပေးသက်၄လုံးနဲ့မီးသက်၄လုံးအပြင်စာတင်ကုန်တွေလည်းပါဝင်ပြီးအဲ့ဒီကွန်တိန်နာရွှေပြောင်းကနေယာယီထားရှိတဲ့မြေငှားကတွေကလှူဒန်းမှာဖြစ်တယ်လို့ဆိုပါတယ်။ကွန်ပျူတာသင်ဖို့ရန်ကုန်ထိသွားနေရလို့အခုဆိုလှဲကူကကလေးတွေအတွက်အချိန်ကုန်ငွေကုန်တက်တာတာကြောင့်ဝမ်းသာရတယ်လို့မြို့ကန်လူကြီးတွေကလည်းပံ့ပိုးကြပါတယ်လို့အမေအိမ်ကျောင်းဆရာဦးစီသူကပြောပါတယ်။ ခုဒီမှာကလေးတွေကအချင်းအကုန်တက်တာသွားနေငွေကုန်တက်သွားတာဒါခင်ဗျားတို့ကြောင့်အခုအတိုင်းပြီးဝမ်းတာတူလို့လည်းနောက်ကပံ့ပိုးပေးတဲ့အကြောင်းကောင်မျိုးအများစုကအင်းနိုင်အားတိုင်းဖြစ်တဲ့အတွက်ကြောင့်လည်းဒါဝမ်းတာတူလို့ပဲအားလည်းရှိပါမနက်ကနေလည်းစစ်တဲ့ရာခိုင်နှုန်းကကကွန်ပျူတာနဲ့တက်စတာဖြစ်တာကြည့်ရတာအဲလိုမျိုးတွေကဥစ္စာကြီးကျောင်းဝင်နေတဲ့ဆိုတော့ဒီကွန်ပျူတာကိုမင်းအားလာနေတဲ့သူကအချိန်ပြည့်ပြည့်ဒီစလောက်တော့ရအောင်လို့ထင်တာပါ